င်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကျေးဇူးတင်ချင်တယ်မှဒီကနေ့မတ်လ17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါရခင်ဗျာကိုရကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ICC ဖန်ဝင်းရန်နဲ့ဖိလစ်ပိုင်တမရဟောင်းဒူတာဒေဖန်ခန့်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ဖိလစ်ပိုင်တမရဟောင်းဒူတာဒေကိုမနီလာပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အင်္ဂါနေ့ကလူခွင့်ရေးချုပ်ပေါင်းမှုစွဲချက်တိုက်ခိုက်ရမှုနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာရာဇဝဲမှုတရားရုံး ICC ရဲ့အမိန့်နဲ့ရတဘွက်ကဖမ်းဆီးလိုက်တယ်လို့ဖိလစ်ပိုင်အစိုးရကပြောပါတယ်။ဒေါ်တာဒေးကဟောင်ကောင်မှပြန်ရောက်ချိန်မှာဖမ်းဆီးခံရပြီးသူ့ကိုနိုင်ငံတကာရာဇဝဲမှုတရားရုံး ICC ရဲ့အမိန့်နဲ့ရတဘွက်ကထိန်းသိမ်းလိုက်ကြောင်းမိုးရေစေဝါများကိုတိုက်ဖျက်ရမှာဖြစ်ပွားခဲ့တဲ့လူသတ်မှုများကို ICC မှစုံစမ်းနေတယ်လို့ဖိလစ်ပိုင်သမ္မတဖာတီနာမာကိုစ်ရဲ့ရုံးချုပ်ကထုတ်ပြန်ကြေညာပါတယ်။ဒါပြင် ICC ကဒေါ်တာဒေးကဖိလစ်ပိုင်တောင်ပိုင်းဒါဘောင်မျိုးရဲ့မျိုးတော်ဝင်ဖြစ်တာဝန်ထမ်းဆောင်စဉ် 2017နိုဝင်ဘာတရက်မှသမရာဖြစ်နေချိန်2019မတ်လ16ရက်နေ့ထိမိုးရေဆေးဝါးတိုက်ဖျက်မှုတွင်လူသားမှုတွေကိုလူသားတို့ပေါ်ကျွလွန်ထားတဲ့ရာဇဝတ်မှုပြေစုံစမ်းစစ်ဆေးနေပါတယ်။ဒေါက်တာတွေက2019ခုနှစ်မှာဖိလစ်ပိုင်ကိုရုံးစတေဂျုံးမှာနှုတ်ထွက်လိုက်တာကြောင့်လူခွင့်ရေလှူရှားသူများကလူသားမှုအတွက်တာဝန်မခံလို့ပဲထွက်ပြေးရန်ကြံစည်မှုလို့ဝေဖန်ခဲ့ကြပါတယ်။ဒေါက်တာတွေဆိုရဟာ2021ခုနှစ်အလယ်မှာ ICC ရဲ့စုံစမ်းစစ်ဆေးမှုကိုရပ်ဆိုင်းရန်ကြိုးပမ်းခဲ့ပါတယ်။ဖိလစ်ပိုင်အာဏာပိုင်များကအဆိုပါအမှုများကိုမဖြစ်မနေစုံစမ်းဆောင်နေပြီဖြစ်ကြောင်း ICC ရတရားစီရင်ရေးအာဏာမရှိကြောင်းငင်းပယ်လျှောက်လဲခဲ့ပြီးတော့အဆိုပါစုံစမ်းမှုကိုရပ်တန့်ရန်စ조사ဆောင်ရွက်ခဲ့ပါတယ်။2023ခုနှစ်ဇူလိုင်လမှာ ICC ရဲ့ယူကန်တရားသူကြီးများမှစုံစမ်းစစ်ဆေးမှုကိုပြန်လည်စတင်ရန်ခွင့်ပြုခဲ့ပြီးနောက်ဒူရာဒေဆိုယာရဲ့စမ်းကြည့်မှုတွေကိုပယ်ချခဲ့ပါတယ်။ ICC ကနယ်သာလန်နိုင်ငံတဟိုင်းမြို့မှာတည်ရှိပြီးလူမျိုးတုတ်တဲ့မှုဂျီနိုဆိုက်လူသားတို့ပေါ်ဂျိုးလို့နဲ့ရာဇဝဲမှု Crime Against Humanity ပါဝင်ဂျီမာဆိုးဝါးတဲ့နိုင်ငံတကာရာဇဝဲမှုတွေအတွက်အခိုင်အမာတရားစွဲဆိုရန် နိုင်ငံများကမလိုလားတဲ့ဒုံမဟုတ်မဖြစ်နိုင်တဲ့အခါဇာတိုးဝင်အောင်ဆောင်ရွက်နိုင်ပါတယ်။2022ခုနှစ်မှာဒေါက်တာဒေးရဲ့နောက်သမ္မတဖြစ်လာခဲ့တဲ့ဖာတီနာမတ်စကိုဂျူနီယာဟာဒေါက်တာဒေးနဲ့နိုင်ငံရေးအငင်းပွားမှုတွေဖြစ်နေပေမဲ့အိုင်စီစီတို့ပြန်လည်ဝင်ရောက်ရန်ဆုံးဖြတ်မှုကိုတော့မပြုလုပ်ခဲ့ပါဘူး။သို့တော့မာကိုအစိုးရကအိုင်စီစီအနေနဲ့နိုင်ငံတကာရတဖွဲ့အားဒေါက်တာဒေးကိုဖမ်းဆီးပေးရန်တရားခဏ်များကိုတွှေ့ရှိခြင်းနဲ့ယာယီဖမ်းဆီးခြင်းတို့တို့အသုံးပြုတဲ့နေအောင်3ပေးချက်ထုတ်ပြန်ပါကပူပေါင်းဆောင်ရွက်မယ်လို့ပြောကြားခဲ့ပါတယ်။ဒီတဲ့နဲ့ပတ်သက်ပြီးမပန့်ဆက်လို့မှာလဲ။အိုင်စီစီကဖမ်းလိုက်တယ်တဲ့။ ဘသူကိုလဲဆိုတော့ဟောင်ကောင်ကပြန်လာတဲ့ဒေတာတွေကိုတယ်မျက်နှာမလိုက်နဲ့နော်ရုရှားကပြန်လာတဲ့မိန်လုံးနဲ့ခြံသေးတယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အေးအိုများကိုဖြစ်ချင်တာကိုမပြောပဲဖြစ်တဲ့နာနဲ့ဖြစ်နိုင်တာကိုပြောရမယောင်လိုက် ပြောဆိုကမယောင်လိုက်နဲ့စက်တဲ့ဟာတရားမဝင်ဖက်ဆက်ဖွဲ့စီဖြစ်တာကြောင့်ဒိုင်းရင်သားများရဲ့ပြောဆိုပိုင်ခွင့်မရှိလို့ကယန်ညူတုံးပြန်တဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်ဒိုင်းရင်သားလက်နက်ကင်တပ်ဖွဲ့အေးအိုများအနေနဲ့ကိုဖြစ်ချင်တာတွေကိုမပြောပဲဖြစ်တဲ့နာနဲ့ဖြစ်နိုင်တာကိုပြောရန်ဂျမ်ဘက်စစ်ကောင်းဆောင်ကပြောဆိုလိုက်ပါတယ် မတ်လ9ရက်နေ့ရုရှားခရီးစဉ်မှာအပြန်လေးရမမှာစတန်လာဟုတ်ကမီဒီယာများနဲ့တွေ့ဆင်မယောင်းလင်ကထုတ်ခဲ့သူပြောဆိုခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီပြောဆိုချက်ကိုဒီကနေ့မတ်လ10ရက်နေ့ထုတ်စကောင်းစီရဲ့ဝါဒပြန်သတင်းစာတွေမှာကျေတွင်ဖော်ပြထားပါတယ်။အချမ်းသက်စကောင်းဆောင်မယောင်းလင်မှာဒိုင်းနာလနကန်ရေးအိုများအနေနဲ့ဖြစ်ချင်တာများကိုမပြောဘဲလက်တွဲလုံဆောင်ရန်တင်းတော်ဆောင်အချင်းကိုရောက်နေပြီဖြစ်ကြောင်းဒီမိုကရေစီခွင့်ရေးနဲ့ဒိုင်းရင်သားခွင့်ရေးပေးထားကြောင်းတပတ်သက်ခွင့်ရေးပေးလို့မရကြောင်းပြောဆိုထားပါတယ်။အခုအေးအိုတွေလည်းကျွန်တော်ပြောချင်တာကတော့ကိုဖြစ်ချင်တာတွေပဲမပြောပါနဲ့။ ဖြစ်တင်တာတွေဖြစ်နိုင်တာကိုပဲပြောဖို့ကောင်းတယ်။လူဆိုတာကတော့ဖြစ်ချင်တာကတော့လူတိုင်းဖြစ်ချင်တာပဲ။ကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲ။ဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ဖြစ်တင်တာဖြစ်နိုင်တာကိုပဲကျွန်တော်တို့သွားတာကောင်းပါတယ်။ကျွန်တော်တို့တည့်ချက်ဒီမိုကရေစီခွင့်ရေးပေးတယ်။တိုင်းရင်းသားနဲ့ပတ်သက်တဲ့ခွင့်ရေးပေးတယ်။ကဘာမှာကြီးလိုက်ရင်အကုန်လုံးကမျှတာတဲ့ခွင့်ရေးကိုပဲကိုရတယ်။တပတ်သက်ခွင့်ရေးကိုသွားပေးလို့မရဘူး။တိုင်းရင်းသားဘက်ကစဉ်းစားဖို့တင့်နေဆိုတာကိုကျွန်တော်ပြောလို့ရတယ်လို့မင်းရောင်းနိုင်ကဆိုပါတယ်။တိုင်းရင်းသားတော်လိုင်းရဲ့လက်နက်ကင်ဖွဲ့တစ်ခုဖြစ်တဲ့ ကရင်မျိုးသားစည်းရုံးကရမ်းညိုရဲ့ပြောရေးစုခွင့်ရှိသူလည်းဖြစ်ဘိုးအလုံးမှုဆောင်လည်းဖြစ်သူဘရိုစောထော်နီမှမင်းအောင်လိုက်နဲ့စတက်ဟာတရားမဝင်တဲ့ဗတ်စစ်အဖွဲ့စည်းဖြစ်ကြောင်းဒိုင်းဒါလန်နကိုင်အဖွဲ့များနဲ့ပတ်သက်ပြီးမင်းအောင်လိုက်နဲ့စတက်မှာပြောဆိုခွင့်မရှိကြောင်းတုံ့ပြန်ပါတယ်အခုဗတ်စစ်ကောင်းဆောင်မင်းအောင်လိုက်ကနေဘာတွေပဲပြောပြောကျွန်တော်တို့တော့ကတော့ရှင်းရှင်းလေးပါအာနာကိုမတရားတဲ့နေအချမ်းဖက်ဖက်စစ်နေတဲ့တရားမဝင်ရာယူလိုက်ကြတဲ့ကဒီလူတွေနဲ့ဒီဘွယ်ဈေးတွေနဲ့ကတရားမဝင်တဲ့ဘွယ်ဈေးတွေဖြစ်သွားပြီတကယ်တော့လေလူတို့ပေါ်နေစင်နေအမြ မာဖီးယားဆက်ဆံမိုက်ကြီးခွဲနေဆက်ကလူပြုတ်နေတာကလည်းရှင်းနေရပါလိမ့်။ဒါကြောင့်သူတို့ပြုတ်မှုပြောဆိုလောက်ကိုက်နေတဲ့အရာမှန်သမျှဘာတကူမှတရားဝင်တာမဟုတ်လို့ကျွန်တော်အနေနဲ့ဘာမှအလေးထားဂရုစိုက်နေစရာမလိုဘူး။သူတို့ကဒီလိုတရားဝင်တဲ့အဖွဲ့အစည်းတွေမဟုတ်လို့ဒီလိုစကားမျိုးနဲ့ပြောပိုင်းခွင့်မရှိပါဘူးလို့ဘရိုစတော်နီကပြောဆိုပါတယ်။စေကောင်းဆောင်ဂျပန်မယောင်းနိုင်ဟာရုရှားမှာပြန်လာပြီးတဲ့နောက်မြန်မာနိုင်ငံမှာနေချင်းညချင်းကြီးပွားတိုးတက်လာတော့မယ်ဆိုတဲ့ပုံစံနဲ့စကောင်းစီရဲ့ဝါဒဖြန့်တရင်စားတွေမှာနေဆင်ဖော်ပြရေးသားထုတ်လွှင့်မှုတွေလှုံ့ဆော်လာတာကိုတွေ့ရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ လာမယ့်ကာလများမှာချင်းချင်းကြစုစည်းညီမှုအရေးကြီးတယ်လို့ရခိုင်တပ်တော် AA နဲ့တောင်တမတော်တင်လေမှ MNDA ရဲ့36နှစ်မြောက်တဝန်လောမှာထုတ်ပြန်ကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လာမယ့်ကာလတွေမှာချင်းချင်းကြစုစည်းညီမှုအရေးကြီးတယ်လို့မြပိုင်းကြီးနောက်မမိတ်၃ဘွဲ့ဖြစ်တဲ့ AA နဲ့တင်လေတို့မှခိုကန့် MNDA ရဲ့36နှစ်မြောက်ဖြစ်ထိမ့်မှတ်တဝန်လောမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။မြပိုင်းကြီးနောက်မမိတ်၃ဘွဲ့မှာဖော်ဝင်ဖြစ်တဲ့ MNDA ရဲ့ဒီကနေ့မတ်လ17ရက်နေ့မှာကြာရောက်တဲ့36နှစ်မြောက်တတိထောင်နေခန်းသားသူပေးပို့တဲ့တဝန်လောမှာ ေနဲ့တန်တန်လေးကဒုကဲ့သို့ချင်ညာချင်းဖြစ်ပါတယ်။လာမဲကလာများမှလည်းမိမိတို့ချင်းချင်းကြဆူဆင်းညညမှုဟာပိုး၍အရေးကြီးလာမည်ဖြစ်တည်အားလျော်စွာမိမိတို့လက်ရှိရရှိထားသောအောင်မြင်မှုရဲ့ဒီပွဲများတရှိခံပြီးပုံမှုဖွံ့ဖြိုးလာစေရန်အစံတက်ခန့်ကာလများလည်းဖြစ်တည်ဟုရှုံးမြင်သုံးသပ်တယ်လို့သူဝင်လာမှာဖော်ပြထားပါတယ်။ဒါကြောင့်ညင်းအောင် မမိတ်၃ပွဲကြာဆေလုံးညညမှုနားလဲမှုကိုရခုတက်ပို့ပြီးတော့ခိုင်းမာတရက်ခိုင်းမာအောင်ဆက်လက်လှုံ့ဆော်တော်ကြမယ်လို့တန်တန်နဲ့အေအေကထုတ်ပြန်ပါတယ်။ကိုကန်တမတော် MND ကိုစတင်ဖွဲ့စည်းတဲ့36နှစ်မြောက်ကာလမှစတင်ပြီးလာမဲကာလများဟာ ကိုကန်ဒေတာပြန်လည်တိဆောက်ရေးနဲ့ပြန်လည်ပုံပြရေးတွေတို့ကစင်ခေါ်မှုကိုရင်ဆိုင်ဖျက်ချော့ရအောင်မယ်လို့ဆိုပါတယ်။ကိုကန်အဖွဲ့အစည်းရဲ့ဖြတ်တမ်းမှုတမိုင်းပေါ်အခြေခံကစင်ခေါ်မှုများကိုကြမ်းကြမ်းခန့်ရင်ဆိုင်ကျော်လွှားပြီးတော့တခဲတခါတုန်းကကိုကန်အချင်းတွေတို့ပြန်လည်ရောက်ရှိလာနိုင်မှာကိုလည်းအပြေးအဝယုံကြည်ကြောင်းလည်းပြောပါတယ်။ဒါပြင်တပိုင်းနဲ့တဲ့လာလက်တန်းတဲ့ကားလာများမှရင်ဆိုင်ကြုံတွေ့ရမယ့်အခက်အခဲများရှိလာပါကလည်းရခင်နီးတို့ညီနောင်မမိတ်ပြီးသားစွာနဲ့စူးစီးချော့ဖြတ်သွားကြရန်အမြဲတမ်းစင်တင်ရှိတယ်လို့တင်းလင်းလင်းနဲ့အေအေတို့ကကတိပေးထားပါတယ်။ဒေါ်လန်ရေးဖွဲ့စည်းများအတွက်လည်းအတိုးယူစရာနမူနာကောင်းများကိုလမ်းညွှန်ပြသထားခဲ့ပြီး လက်ရှိကိုကန်းအဖွဲ့စည်းကိုခေါင်းဆောင်နေကြတဲ့ခေါင်းဆောင်ကြီးများရဲ့ဦးဆောင်မှုအောက်မှာကိုကန်းအဖွဲ့စည်းမှလိုလားတဲ့ကိုကန်းရွှေအောင်နေရများကိုပြန်လည်ရောက်ရှိလာပါစေကြောင်းညီကိုစိတ်အပြည့်နဲ့ဆုံးမကောင်တောင်းပေးတယ်လို့တဝန်တော်မှာဖော်ပြထားပါတယ်။ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့နထဝီဝက်လူရဲစကမ်းမှာအင်အားနှစ်ရပ်ပါစစ်တပ်စကြောင်းကိုတိုက်ခိုက်မှုစစ်တပ်က25ဦးတေဆုံးပြီးဘုံမူဝင်လိုက်ဦးနဲ့ဘဝီအောင်ကိုကိုတို့ပါဝင်14ဦးဖမ်းပြီးကလက်နက်14လက်နဲ့ခဲယမ်းများရရှိတယ်ဆိုတဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းနထဝီမြို့နယ်ဝက်လူရဲစကမ်းမှာထွက်လာတဲ့ အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်တပ်က25ဦးသေဆုံးပြီးတော့ဗိုလ်မှူးဝင်လိုက်ဦးနဲ့ဗိုလ်ကြီးအောင်ကုတ်ကိုအပါအဝင်14ဦးဖမ်းဆီးရရှိတယ်လို့မတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်ပါတယ်။မချလာကိုရဲနဲ့နထိုးကြီးမျိုးနဲ့ဝလူရဲစခန်းမှာထွက်လာတဲ့ဓမ္မတရားတက်လာအောက်ကန်အင်အားညခံပါတဲ့ဂျမတ်စစ်တပ်စစ်ကြောင်းကိုဂျရွင်ဘိုးရွာနောက်တောင်ဘက်မှာမြင်းချမ်းခရိုင်တရင်လေးတရင်30နထိုးကြီးမျိုးနဲ့ဘကပားနဲ့မာမေပူပေါင်းဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာစကောင်းစီတပ်ဖွဲ့ဝင်25ဦးတေဆုံးပြီးဗိုလ်မှူးဝင်လိုက်ဦးနဲ့ဗိုလ်ကြီးအောင်ကုတ်ကိုပါဝင်စစ်သား14ဦးဖမ်းဆီးရမိတယ်လို့သိရပါတယ်။ စကောင်းစီထားမှာလက်နက်44လက်တင်းဆက်ရရှိရမှာ MA1 16လက် MA2 လက် MA3 9လက် MA5 လက် MA11 9လက် MA2 တလက် G3 9လက် G4 တလက်60မမစိန်မြောင်းတို့9လက်61မမစိန်မြောင်းတလက် 5.56G 10000တောင်းတောင်း 7.12G 1045တောင်း9မမ G 19တောင်း60မမ G 28လုံး61မမ G 9လုံး RPG အဖိုး9လုံး RPG ပိုး G 10တောင်းအင်နာက27လုံးနေမိုင်း9လုံးလက်ပစ်ပုံ7လုံး laptop နှလုံးနဲ့စသွေးဥစ္စာနှလုံးတင်ဆက်ရမိခဲ့တယ်လို့သိရပါတယ်။အဆိုပါတပ်ဖွဲ့တွင်စကောင်းစီတက်ကလေချောင်းတက်ခမ်းမှုနှစ်ကြိမ်လုံဆောင်ခဲ့ပြီးတော့နေဒိုဝင်မြို့နယ်ဘကဘရဲဘော်နယ်ဦးမြင်းမြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မစုံမျိုးသားလမ်းမိုက်မှာခြေလျင်ချမ်းမဆက်တက်စကြောင်းကိုဘေးပါမိုင်းနဲ့မိုင်းခွဲတက်ခမ်းမှုမှာစတက်ဘက်ကတည်ဆုံးမှုများပြားပြီးတော့ခြေပြက်လက်ပြက်များခြုံပေါ်မှာချိတ်ချန်နေခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းမြင်းချမ်းခရိုင်ငစုံမြို့နယ်မစုံမျိုးသားလမ်းမိုက်မှာချမ်းဆက်တက်ရဲ့ခြေလျင်စကြောင်းကိုဘေးပါမိုင်းနဲ့မိုင်းဆွဲတက်ခဲ့ကြရအောင်။ ဂျမတ်စကောင်းစီတတ12ဦးသေဆုံးခဲ့ပြီးခြေဖြက်လက်ပြက်များဟာခြုံပိုးပေါ်မှာချိတ်ကျနေခဲ့တယ်လို့နဂနီပြောကြားတဲ့ဘက်အမြင့်ကျမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ယမန်နေ့မတ်လ10ရက်နေ့မနက်7:30မိနစ်ကငဇုံမျိုးမှမျိုးသားဘက်သို့အင်အားတရာခန့်နဲ့ထွက်လာတဲ့ခြေလျင်စက်တက်စကြောင်းကိုငဇုံမျိုးသားလမ်းမိုင်းတစ်နေရာမှာပေပါမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခဲ့ကြရာစကောင်းစီတတ12ဦးသေဆုံးပြီး3ဦးထပ်မံတဲ့ဒဏ်ရာရရှိကခြေငါးချောင်းလက်သုံးချောင်းပြတ်ထွက်ပြီးတော့ခြုံပုံများပေါ်မှာချိတ်တင်ကြံရိုက်ခဲ့တယ်လို့သိရပါတယ်။ခြေလျင်စကြောင်းမိုင်းခွင်းထဲကိုဝင်လာတာထော်လာကြည့်လဲပါတယ်။ ဘေပါမိုင်းနှလုံးသားကိုဝင်လာတာအဲဒီဘက်ကစကွေးတွေကနည်းနည်းလေးသုံးမိုးသေးတယ်ဆိုတော့ပျောက်ကြားစနစ်နဲ့ပဲတိုက်ခိုက်ခဲ့တာခြေထောက်ကငါးချောင်းလက်ကသုံးချောင်းချုံပေါ်မှာချိတ်ကြံနေခဲ့တာတွေးတာကပြည်သူတွေဆိုတော့ဓာတ်ပုံလည်းမရရဲခဲ့ကြဘူးစကွေးတွေရဲ့အုတ်ထုပ်တွေကိုလည်းတွေးတယ်လို့ပြောတယ်ဒေတာကစတဲ့ဦးဒေတဲ့သူတွေကိုလိုက်ထွက်ကားနဲ့ခွေကုန်းဘက်အတိုင်းတရက်ဦးဘက်ကိုတဲသွားတာလို့နဂနီပျောက်ကြားဓာတ်ပုံရဲ့မြင်းချမှာတောက်ဝင်ရှိသူတို့ကဆိုပါတယ်အဆိုပါတကမ်းမှုကိုနဂနီပျောက်ကြားဓာတ်ပုံရဲ့မြင်းချမ်းတပ်ဖွဲ့မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမိုင်းဆွဲတိုက်ခိုက်မှုကိုပြီးမှစကောင်းစီတပ်သားများကကြောက်လန့်တကြားနဲ့ ၎င်းတို့မျက်နှာမူရရတ်တို့ရန်တန်ဖြစ်ခတ်ခဲ့ပေမဲ့လည်းဗီဒိုကားဝယ်တပွဲဝင်များထိခိုက်မရှိပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့သိရပါတယ်။ထိုကဲ့သို့တိုက်ခိုက်ခံရပြီးတဲ့နောက်နိုင်ဝက်ကန်ချာမှာဒေဆုံသွားတဲ့စစ်သားတွေကိုလိုက်ထွက်ကားနဲ့ခွေကုန်းချေဝဘက်သို့တက်ဆောင်သွားပြီးတော့ဒဏ်ရာရစစ်သား၃ဦးကိုဂျိုချေဝဘုံကြီးကျောင်းမှာကားနဲ့ငဆုံမျိုးဘက်သို့တက်ဆောင်သွားတယ်လို့သိရပါတယ်။တရှိမှာမြို့သားမှာရှိတဲ့စစ်တပ်စခန်းတွင်းကိုစစ်သားရင်အားနေရာခန့်ရောက်ရှိနေပြီးစစ်ရဲချင်းတွေများတင်းမာနေမှုတွေကြောင့်ဗီဒိုများအနေနဲ့စကောင်းစီတသားများနဲ့ပတ်သက်တဲ့နေရာများအနည်းနာသို့သွာလာနေထိုင်ခြင်းမပြုကြပါရန်တိပေးထားပါတယ်။ အရင်နောက်လိုင်းမောမှာပြန်နှံ့နေတဲ့အမေရိကမှာပန်ဆဲလို့ကိုလူတယောက်ကတရားစွဲဖို့စ조사နေတယ်ဆိုတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးကိုစင်တော်နိုင်မှလည်းခုလိုရေးသားထားပါတယ်။အမေရိကမှာပန်ဆဲလို့ကိုလူတယောက်ကတရားစွဲဖို့စ조사တယ်ဆိုတဲ့ကိစ္စတစ်ခုလိုင်းမောမှာတွေ့လိုက်ရပါတယ်။ Justia ကနေဝန်ရှာကြည့်လိုက်တော့ case number 12025ဆိုတဲ့အမှုတစ်ခုတွေ့တယ်။အမှုကတော့ online ကနေ filing လုပ်နေတဲ့ဆင်မဲရှိပါတယ်။သူတို့ရဲ့ electron နဲ့ card filing စနစ်ကနိုင်ငံသားထောက်ထားပြေဆုံးရှိရဲ့မိသူမဆိုးဝင်ပြီးတော့ filing လုပ်လို့ရတယ်။တရားစွဲတဲ့ဆင့်ထီမရောက်သေးဘူး။ ။ရန်ကားကလည်းအဲ့လိုဖိလင်လောက်ခဲ့တာကိုတရားရုံးကပယ်ချခဲ့တာကိုလည်းတွေ့ရတယ်။တရားစွဲတဲ့သူကအုတ်ကမင်းထုံးအောင်မင်းလို့ရေးသားထားတာတွေ့တယ်။မြမလို့ဆိုအုတ်ကမင်းထုံးအောင်မင်းလို့တန်ထွက်ရမယ်ထင်တယ်။ဒေါ်လန်ရေးတန်ဝိုင်းထဲမှာတော့တကားမှမကြားဘူးတဲ့နာမည်ပဲ။ Facebook နဲ့ Google မှာအရင်နာမည်နဲ့ရိုက်ချကြည့်လိုက်တော့ဖိရန်တကူတွေ့တယ်။ပထမတကူက2013မှာ Austin American Statement ဆိုတဲ့သတင်းဌာနမှာပါတဲ့သတင်းအမျိုးသားကအရှိန်ပြဖို့ကိုစက်ခံထားရပြီးတော့မလေးရှားတော်ကားတဲ့စကန်ကနေအမေရိကန်ကိုရောက်လာတဲ့မြန်မာမိသားစုအကန့်ချင်းချင်းလေးတွေမှာချွတ်ချွတ်တက်တက်နေထိုင်နေရတဲ့အကြောင်းရေးထားတာ။ နောက်တစ်ခုကတော့ပြီးခဲ့တဲ့2023စက်တင်ဘာလမှာဒရိုမီတာစုကိုအင်လာကမပေးနိုင်လို့ဆိုပြီးနေအိမ်ကနေဖယ်ရှားပေးဖို့တရားရုံးကမင်းချထားတဲ့စာတစောင်းဒီလောက်ဆိုရင်အမေရိကမှာသူတို့ဘလောက်ရုံးခန့်နေရလဲအချမ်းမြင့်ခံမှန်းလို့ရတယ်ဒါကကိုလေးလာမေးတဲ့လောက်တရားစွဲသူရဲ့အကြောင်းတရားစွဲတဲ့အကြောင်းရင်းကိုကြည့်တော့ဘန်ဆယ်လိုကမြန်မာပြည်ကဂျမ်ပတ်ဖွဲ့တွေကိုလက်နက်တွေထောက်ပံ့နေကြောင်းတရားမဝင်စားစားတွေတင်သွင်းနေကြောင်းငွေချေးခဝါချနေကြောင်းငါးရန်ကလေးအစေးရေးတယ်လို့ရှောက်ရေးပြီးတော့တင်ထားတာဘန်ဆယ်လိုကကျွန်တော်ရဲ့မိတ်ဆွေတယောက်ဖြစ်ပေမဲ့ကျွန်တော်ကာကွယ်ပေးဖို့လိုအပ်တဲ့သူမဟုတ်ပါဘူး ကျွန်တော်တက်ပို့ပြီးတော့ပြောတတ်ဆိုတဲ့ဖြစ်ရှင်းတတ်တဲ့ပြင်သူ့ကိုထောက်ခံအားပေးသူကလည်းကျွန်တော်တက်စေစားမကပို့များပါတယ်။နောက်ပြီးတော့အမေရိကန်ရဲ့တရားရေးစနစ်ကလည်းစကူပေါ့ရယူချီပန်ဆွဆွဲတိုင်းရေယူပေးတဲ့စနစ်မျိုးမဟုတ်တဲ့တော့တရားမျှတတဲ့ဆုံးဖြတ်ချက်ကိုသာချမယ်လို့ယူဆပါတယ်။ဒါပေမဲ့ဘလို့မှတိခန့်ပေးလို့မရတာကမြန်မာပြည်ကတော်လှန်ရေးပွဲတွေကိုဂျမ်းပတ်ဖွဲလို့တစိုက်ကတာပဲ။အမေရိကန်ဆိုရကားတောင်လော့တော့မှာတင်ပြီးအတိမတ်ပြုတ်ထားတဲ့တော်လှန်ရေးကိုစကားဆိုင်ရဲ့ဝါဒပြန်အသုံးလုံးနဲ့တစိုက်ခလိုက်တာဟာဒေါ်လာရေးရေဘော့တွေကိုရောမြန်မာပြည်သူလူထုတရလုံးကိုပါစော်ကားရရောက်တယ်လို့ယူဆပါတယ်။ ဒါဟာကိုယ့်ရဲ့မိသားစုတစုစာစာဝတ်နေရေးပြည့်လဲဖို့မြမပြည်ရဲ့တော်လန်ရေးကိုခြာနေတဲ့လို့ရပဲလို့မြင်ပါတယ်။နောက်ဆုံးအဲ့ဒီပုဂ္ဂိုလ်ကိုတိုက်ရိုက်ပြောချင်တာကဗန်ဆဲလိုကိုပဲမုံမုံအန်ယူချီကိုပဲမုံမုံအရကမင်းတို့ရဲ့စောက်ကိစားတယ်။ဒါပေမဲ့ငါတို့တော်လန်ရင်းနဲ့ငါတို့ရဲဘော်တွေကိုစောက်ကားထိပါလာရင်တော့ငါတို့နဲ့ဆိုင်သွားပြီ။မင်းမတာမုံလို့ပဲလှုပ်လှုပ်ငတ်လို့ပဲလှုပ်လှုပ်ဇာကားဆခိုင်းလို့ပဲလှုပ်လှုပ်အရကမင်းသမိုင်းတော်လန်ရေးကိုထိပါနောက်ဆက်လာရင်တော့ဒီလူတွေကလာပိုက်ချင်းနေမှာမဟုတ်ဘူးဆိုတာမြဲမြဲမှတ်ထားပါဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့သတင်းပေးသားများကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။